အခုဒီလိုမျိုးအခမ်းအနားကိုပြင်ဟိုပြည့်ပြည့်စုံစုံနဲ့မြင်လိုက်ရတဲ့အချိန်မှာ site တွေပါလဲတီးလိုက်တဲ့အချိန်မှာပါဇက်ကကြီးပိတ်လို့မရဘူးပြုံးနေရင်းနေတယ်ဒါပေမဲ့ဒီကလေးတွေရဲ့ဒီဟာလေးတွေမြင်လိုက်တဲ့အချိန်မှာသပိတ်တွေဒါဟိုသင်ငန်းတွေမြင်လိုက်ရတဲ့အချိန်မှာအရန်ကြည်ညိုပြီးတော့သူ့လိုလိုမျက်ရည်ကျလာဆော့ဆော့ပဲဒါကင်မရာတွေမရှိတဲ့အချိန်မှာအမြန်ကိုလဲအမြန်တော့ကင်မရာလဲလာလာအမြန်တော့ဟိုပီတိဖြစ်တာပေါ့အမှန်ကတော့ငိုတာတော့မဟုတ်ပါဘူးပီတိဖြစ်ပြီးသူ့လိုလိုမျက်ရည်ကျလာပျော်တာပေါ့ ာသနာလို့တော့မအားတော့မထင်ဘူးပေါ့နော်သူတို့ကလည်းပီတိဖြစ်စေခြင်းနဲ့သူတို့ကတော့ပီတိဆိုတော့နားမလည်ပါကိုလည်းပီတိဖြစ်ခြင်းနဲ့ပေါ့ပြီးတော့အဲဒါသူတို့ကလည်းခံခံနာနာလေးလှုပ်ပေးခြင်းနဲ့အမကလေးတွေဘာဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်မိဘမဲ့ဖြစ်ရတယ်ဆိုတော့ခေါင်းစဉ်အောက်ကနေပြီးမဲ့အမရဲ့အမိတာအရင်အောက်ကနေပြီးတော့မှသူတို့ကဒီလိုမျိုးပေါ့နော်ဟိုခံခံနာနာပဲပြောရမှာပေါ့နော်ခံခံနာနာလေးဖြစ်ဖြစ်စုံစုံလေးနဲ့ဒီလိုမျိုးတာနာဖောင်ကိုဝင်ခွင့်ရအောင်မှစူးစမ်းမယ်ဆိုပြီးလုံခဲ့တဲ့၃နှစ်လောက်ခရီးမှာပတ်စံ စပြီးတော့စုတယ်ပလန်စပြီးတော့စချတယ်ဆိုတော့ဒီနေ့ကတော့အကောင့်တွေဖော်နိုင်တာပေါ့ကလေးအားလုံးမအမဟိုပါပေါ့နှစ်ဆက်နဲ့ဒီယောက်ျားလေးရဆက်နေအောင်မိန်းကလေးရဆက်တရပေါ့ကတော့မတို့ကြိုတင်ပြင်ဆင်နေရတော့အဲဒါဟိုပေါ့တော့တလားနှစ်လားလောက်တော့ရှိပြီအဲဒါပေမဲ့အနီးနာကြတော့မှစိတ်ကူးလေးပောက်ပြီးတော့ဗားလေးထိုင်မယ်ဗားလေးထိုင်မယ်ဆိုရယ်စိတ်ကူးစိတ်တန်းနေနေပေါ့အဲဒါနဲ့အလူကတော့ ခုဆိုလို့ရှိရင်တော့မြင်ရတဲ့မြင်ခွင့်ကအရန်ကိုပီတိဖြစ်စရာမြင်ရတာပေါ့နော်ဟုတ်ညံ့ရကြရတာလို့ပေါ့နော်ပီတိဖြစ်တာပေါ့နော်အမအရှိတရရှိပါလေညွန်ခဲ့တဲ့9နှစ်6နှစ်လောက်တော့လည်းပြုတ်ဘူးတယ်တခြားမိသားမဲ့ကလေးတွေကြောက်မှလည်းအမပြုတ်ဘူးတယ်ပီတိ ဒါတော့ဒါဒီပေါ့နော်ကိုရင်နေကိုမတို့ဒါသာနာပေါင်းတွင်းပြရတယ်ဆိုရပီတိရတော့ဖြစ်တယ်ဒါပေမဲ့ဒီအခုအခါကျတော့ကိုကလေးတွေဆိုတဲ့ခန်းစားချက်ကကြာပို့ပြီးတော့ကြွာသွားတာပေါ့နော်ကိုဒီမွေးကင်းစားတွေကနိုးတိုက်မွေးလာတဲ့ကလေးလေးတွေကိုကိုကဒီသာနာပေါင်းတဲ့ဟိုတွင်းပြရတယ်ဆိုရပီတိကြတော့မိခင်တရားရဲ့ခန်းစားချက်လည်းပါတယ်လို့ပီတိတွေလည်းပါတယ်အခုကတော့ပါဇက်ကပိတ်လို့မရဘူးပြုံးနေတယ်အမြဲတမ်းရည်နေတယ်သူ့အတူရည်နေတယ်မျက်နှာကညှိချနေတယ်ဘယ်လိုလုပ်အောင် န္ဒကအမကလေးရဲ့ဆောင်းမွေးကလေးကအမဒီဟာကိုတချိန်ကျရင်ဒါမျိုးဖြစ်ရမယ်အဖြစ်ဖြစ်ကိုလည်းဖြစ်မှာပဲလေဆိုတော့တားရသမီးရညာတာပဲဖြစ်တဲ့အတွဲကြောင့်မလို့အမဒါမျိုးလေးမြင်ကျင်နေဖြစ်ကျင်နေပေါ့အဲ့တော့ဒီလိုမျိုးဆန္ဒလေးကိုအမလွန်ခဲ့တဲ့3နှစ်လောက်ကလေးကအမစပြီးစိတ်ကူးရင်ပြီးတော့အကောင့်ထဲပို့ဖို့စ조사ရတယ်ပေါ့နော်အဲ့တော့ဒါတခါတည်းအဲ့တော့၃နှစ်လောက်ခရီးရနေစပြီးစပြီးတော့အမဘယ်လိုလုပ်လဲဆိုတော့ဒါခုနှစ်သားသမီးရဲ့အလူရှင်တွေလည်းပါအောင်အမခုနှစ်သားသမီးရဲ့အလူရှင်တွေကိုလည်းအမတနေ့နည်း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 စုတယ်ပြီးတော့အမနုပညာလုပ်တဲ့အလုပ်ငန်းလုပ် တဲ့ဟာဆိုလို့ရှိရင်လည်းအမအပါစနစ်နဲ့ပေါ့အများကြီးလည်းများသလိုဟိုထည့်လိုက်တာပဲဘလောက်ရေလို့တော့မဟုတ်ဘူးအများကြီးများသလိုထည့်တယ်နဲလည်းနဲနဲသလိုထည့်တယ်လောက်တိုင်းလောက်တိုင်းမှာဖယ်ဖယ်ပြီးတော့စုထားတာ ါ့နော်ဆုထားရဆိုတော့ပြီးတော့ကို့သားတွေကိုရှင်ပြုတဲ့အချိန်မှာအမခန်းခန်းနန်းနန်းလေးလည်းပြုတ်ပေးခြင်းတယ်ဘာဖြစ်လဲဆိုတော့ဒီတိုင်းတုတ်တင်လည်းရပါတယ်ပက္ကသနာတွေမပါဘဲနဲ့ဒါပေမဲ့ကို့ကကို့ခလေးတွေကြတော့ကိုကအဲကြီးကြီးကျယ်ကျယ်လေးလှုပ်ပေးခြင်းတယ်အဲဒါပက္ကသနာလို့တော့အမကတော့မထင်ဘူးပေါ့နော်သူတို့ကိုလည်းပီတိဖြစ်စေခြင်းတယ်သူတို့ကတော့ပီတိဆိုတော့နားမလည်ပါဘူးကိုလည်းပီတိဖြစ်ခြင်းတယ်ပေါ့ပြီးတော့အဲဒါသူတို့ကိုလည်းခန်းခန်းနန်းနန်းလေးလှုပ်ပေးခြင်းတယ်အမခလေးတွေဘာဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်မိဘမဲ့ဖြစ်ရတယ်ဆိုတော့ခေါင်းစဉ်အောက်ကနေပြီးမဲ့အမရဲ့အစ်မတာရဲ့အောက်ကနေ ပြီးတော့มาသူတို့อ่ะဒီလိုမျိုးပေါ့เนาะဟိုဟိုဘယ်လိုပြောရမလဲဘယ်လိုပြောဒီလိုစကားလုံးဘယ်လိုတော့ရမလဲခန်းခန်းနာနာပဲပြောရမှာပေါ့เนาะခန်းခန်းနာနာနဲ့ပြည့်ပြည့်စုံစုံလေးနဲ့ဒီလိုမျိုးတာနာဖောင်ဝင်ခွင့်ရအောင်มาစူးစမ်းမယ်ဆိုပြီးလုံခဲ့တဲ့3နှစ်လောက်ခရီးမှာပတ်စံ စပြီးတော့စုတယ်ပလန်စပြီးတော့စချတယ်ဆိုတော့ဒီနေ့ကတော့အကောင့်ထဲပေါ်နိုင်တာပေါ့ကလေးတွေကအမအမန်တကယ်ဆိုလို့ရှိရင်တော့နောက်နှစ်နှစ်လောက်နေရင်တော့ဟိုမလုံးမလို့ပဲဒါပေမဲ့ဆရာတော်ဘုရားကြီးကလည်းအမကိုဒီနှစ်လုံးလိုက်ပေါ့နော်အဲဒီနှစ်ကိုဒီမှာဒီဒီနှစ်တော့လုံးလိုက်ပေါ့ဆိုတော့အမကနည်းဆုံးတော့၃နှစ်တခါ၄နှစ်တခါအမလုံးပေးရအောင်ပါဆိုတဲ့အခါကျတော့ဒီကလေးတွေအကုန်လုံးအခု၆နှစ်ပေါ့အဲ၆နှစ်အရွယ်လေးတွေ၆နှစ်အရွယ်လေးတွေဆိုတော့သူတို့အရွယ်လေးတွေကိုအမအခုကြောင်းတက်တဲ့အကြောင်းကြီးတက်တဲ့အရွယ်လေးတွေပေါ့အမခွဲထုတ်လိုက်ပြီးတော့အကြီးတွေကို မှဒါဒါဟိုဟာပေါ့ဟိုလှုပ်ပေးလိုက်တယ်၁၂ရောက်လှုပ်ပေးလိုက်တယ်နောက်ခါကျတော့ main ခလေးတွေကျတော့လဲကြောင်းထဲသူတို့လည်းရွဲတူတွေပဲဆိုတော့ဒီ main ခလေးတို့တော့နားသားထည့်ပေးလိုက်တယ်ပေါ့နော်အမတို့ငငယ်တော့ဆိုနားသားမလှုပ်ခင်ရဘူးဘာလို့လဲဆိုတော့အမလည်းတူတူသမီးဖြစ်တယ်ယောက်ျားလေးမွေးခြင်းလည်းမရှိတဲ့ခါကျတော့အမနားသားဆိုတော့အမမသိခဲ့ဘူးအတမရရေလို့ရင်တော့ကိုကတော့အားကြတာပေါ့နော်အဲ့တော့ကို့မှာကျတော့ကို့သားသမီးမှာများတဲ့ခါကျတော့ main ခလေးတွေကိုအမနားသားလေးထည့်ပေးမယ်ဆိုရင်နားသားပါမှထည့်ပေးလိုက်တာအဲ့တော့ဒါမဲ့ဒီလိုရှင်ပြုအလိုကဒါပထမဆုံးအချိန်ကိုရဲ့ 有披露啊，这得。 ဒါပေမဲ့၄နှစ်တစ်ချိန်ကမှလောက်အောင်မှာပဲဘာလို့လဲဆိုတော့နောက်ကလေးရှိသေးတာ။နောက်ကလေးတွေကတက်လာမယ်ဆိုတော့အဲအဲ့အဲ့ဒါတွေကတော့အမအမြဲတမ်းခံစားရမယ်။သူတို့ကိုမွေးရတဲ့မွေးရကြိုးနဲ့တဲ့အမဟိုကုတူပေါ့နော်ဟုတ်။ဟုတ်တယ်။အော်သူကလေးတွေဆိုတော့ကလေးတမမနားတော့မလဲဘူးပေါ့။ဒါပေမဲ့အမတို့ကကြတော့ဒီဟာကိုဖုံဖုံကြီးနဲ့တိုင်ပင်ပြီးတော့စပြီးတော့အာဒီတာနတ်ပေါင်ဝင်မယ်ဆိုတဲ့အချိန်မှာသူတို့ကတော့ဟိုအမတို့ဒီရေကြီးပလေမာတို့ဓမ္မစကူးတို့ကတော့အမတို့ကစနစ်တလင်းတွေတိုင်းကြည့်ရမှာခေါ်တင်တာဆိုတော့လေ။အဲ့တော့ဒီမှာဖုံဖုံတွေကနေပြီးတော့ ာတင်ပေးတယ်ပြီးတော့ဆရာဆရာမတွေကအမားတို့အကြောင်းကခေယာဆရာမတွေဆိုလို့ရှိရင်လည်းပြောပြရတယ်အမားဆိုလို့ရှိရင်ခေယာရောက်တိုင်းခင်းတွေတားတွေသမီးတွေကိုဒါဘာကြောင့်လိုဝိရတယ်အရင်တော့လည်းဘာပြောငရုံမတော့ချင်းဘူးသူကလှကြကြတယ်လေအောက်ဘူးဒါဆိုလို့ရှိရင်တားတို့ကိုဘယ်လိုမျိုးအကျိုးရရတယ်ဘလို့ကုတူရရတယ်ဆိုတဲ့ဟာလေးတွေမမတို့ရှင်းပြတာပေါ့ရှင်းပြတဲ့ခါကျတော့အခုတို့ဆိုလို့ရှိရင်အဆင်ပြေတယ်အဲတို့ကျေနပ်တယ်ပေါ့နော်ဟုတ် ဒီကိုဆက်ရောက်ခရေရဟိုမောတာပေါ့နော်ဒီပွဲအခမ်းအနားတစ်ခုလုပ်မယ်ဆိုလို့ရှိရင်စီစဉ်ရတာအကုန်လုံးပေါ့အကုန်လုံးဖြစ်တဲ့အချိန်မှာဟိုကလေးနည်းနည်းထည့်လိုက်ဒီကလေးနည်းနည်းထည့်လိုက်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 နေအမအဲဒါကြီးသွားတယ်လို့ပြောရမှာပေါ့နော်ကိုမန်းတာထည့်လဲပိုကုန်တယ်ဒါပေမဲ့ပြီးပြည့်ဖြစ်အခုဒီလိုမျိုးအခမ်းအနားကိုပြည့်ဟိုပြည့်ပြည့်စုံစုံနဲ့မြင်လိုက်ရတဲ့အချိန်မှာ site တွေပါလဲတီးလိုက်တဲ့အချိန်မှာရင်ထဲမှာမနေ့ကဆိုရင်တော့ဘလို့ခံစားချက်ဖြစ်လာမလဲမသိဘူးအဲ့လိုမျိုးပေါ့နော်ဟိုပါဇက်ကပိတ်လို့မရဘူး ပြုံးနေရည်နေတယ်ဒါပေမဲ့ဒီကလေးတွေဒီຢာလေးတွေမြင်လိုက်တဲ့အချိန်မှာတပိတ်တွေဒါဟိုတင်ငန်းတွေမြင်လိုက်ရတဲ့အချိန်မှာအရန်ကြည်ညိုပြီးတော့သူ့လိုလိုမျက်ရည်ကြလာဆက်ဆိုရပဲဒါကင်မရာမရှိတဲ့အချိန်မှာအ мян ကိုလဲအ мян တော့ကင်မရာလဲလာလာအ мян တော့ဟာလိုမျိုးပေါ့နော်ဟိုဟိုပီတိဖြစ်တာပေါ့အမှန်ငယ်တော့ငိုတာတော့မဟုတ်ပါဘူးပီတိဖြစ်ပြီးသူ့လိုလိုမျက်ရည်ကြလာပျော်တာပေါ့ကလေးအားလုံးမှာအမဟိုပါပေါ့20နဲ့ဒီယောက်ျားလေးက12ရာမိန်းကလေးက17ရာပေါ့ ရှင်းလောင်းလဲကြမယ်ဆိုတော့တို့ရှင်းလောင်းလဲတဲ့ဝတ်စုံလေးတွေနဲ့ဟိုတနေ့ကအမတို့ဓာတ်ပုံရိုက်တဲ့အချိန်မှာအဲ့မှာလဲငိုပြီးသွားပြီတို့ကြည့်ပြီးတော့ PD ဖြစ်ပြီးတော့ဓာတ်ပုံရိုက်တဲ့အချိန်မှာအဲအဲ့ချိန်မှာကိုရင်ဝတ်လိုက်တဲ့အချိန်မှာတို့ကနေပြီးတော့မှတို့ကမှဘိတ်သိမ်းတဲ့အချိန်မှာခန်းစားချက်ကဘယ်လိုလာမလဲမသိဘူး ရင်းနှောင်းကတော့ဒီအမအရှိတရားရှိပါးဒီအဲဒီမိဘမဲ့ကလေးတွေနောက်ခါကျတော့ဒီကိုရင်မွေးနိုင်တဲ့ကလေးတွေကိုတာနာပေါင်းတွဲမှုတယ်သူတို့ပဲဗိတ်သိက်တွေနဲ့ကောင်းကောင်းပုံပုံအခန်းခန်းနာနာနဲ့အမလှုပ်ခဲ့ပေးမှုတယ်အဲ့ဒီမှာပီတိဖြစ်ရတာတမျိုးပေါ့မလေးများကြရင်တော့မရဲ့ခန်းစားချက်ကဘလို့လာမလဲမသိဘူးအခုတော့မထိုင်နေနဲ့ဒီနေ့ခုံနေရလားဒီနေ့တုံနေရလားမသိဘူးမောနေတယ်လို့ခန်းစားအဲ့လိုမျိုးဖြစ်တယ် ရှင်အမအိုချစ်တဲ့အနုပညာရှင်တွေလည်းပါတယ်။ဟောကလေးတွေကိုပံ့ပိုးပေးမဲ့အနုပညာရှင်တွေလည်းလာကြမယ်။အဲပေါ့နော်တော်လာဖောင်တွင်းနေရှင်မှာအမကလေးတွေကများတဲ့ခါကျတော့ဆန်ခိုင်ပေးမဲ့အနုပညာရှင်တွေလည်းအများကြီးလာကြမယ်ဆိုတော့ဘာပဲဖြစ်ဖြစ်အမလုပ်တဲ့လုပ်ငန်းတစ်ခုမှာတာနာပြည့်တဲ့လုပ်ငန်းတစ်ခုမှာကလေးတွေကိုချစ်ပေးကြတာအမလုပ်တဲ့လုပ်ငန်းကိုအားဖြည့်ပေးတဲ့အနုပညာရှင်တွေညီကောင်မောင်နှမတွေကိုလည်းဒီကနေ့တကယ်လှိုင်းလိုက်လို့လည်းကျေးဇူးများကြီးတင်ပါတယ်။ ဲ့တော့မလေးပြန်ချလို့ရှိရင်ကလေးတွေကိုဒါနပေါင်းတွတ်သွင်းမဲ့အစီအစဉ်ခန်းသားမှာအာဒီဗီဒီယိုကိုကြည့်နေကြတဲ့အစ်တဲ့ပြည့်ပြတ်တွေခုနကသားသမီးဘသူမျိုးစုမျိုးစုမျိုးစုပေါ့နော်အာလာရောက်ကြည့်ရှုလို့ရပါတယ်ဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့အားလုံးကျေးဇူးသီရမောင်ရာစေတောင်းလေးရာသီရိတမောင်